ားလုံးပဲမင်္ဂလာပါရှင်မြန်ခရီတိုကနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်ပထမအကြောင်းသတင်းတစ်ပုဒ်အနေနဲ့ X အကြောင်းပြုပြီးမကြခင်မှာဒိုးစေးအပြောင်းအလဲဖြစ်လာနိုင်ဆိုတဲ့သတင်းနဲ့အတူဂျွန်လာထဲမှာဒေါ်လာဘီလီယံနဲ့ချီခရီတိုအန်လော့တွေဖြစ်လာတော့မယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်မြန်မာကတော့စီစဉ်တင်ဆက်သူကီကီပါ ပထမအဦးဆုံးသတင်းတပုတ်အနေနဲ့ X အကြောင်းပြုပြီးမကြခင်မှာဒုတ်စီအပြောင်းအလဲဖြစ်လာနိုင်ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါရရှင်။ DOGE Department of Government Efficiency ရဲ့ထဲထဲဝင်ဝင်ပါဝင်ပတ်သက်ခဲ့မှုကြောင့် US တနိုင်ငံလုံးမှာဆန္ဒတွေပြခဲ့ရ Tesla ကတွေရောင်းအားတွေပါထိုးစင်းသွားခဲ့ပြီးနောက်မှာ Elon Musk တယောက် DOGE မှာပါဝင်ပတ်သက်မှုကိုလျှော့ချပြီးသူ့ရဲ့လုပ်ငန်းတွေဘက်ကိုပဲအာယုံစိုက်တော့မှဖြစ်ကြောင်းဆိုခဲ့ပါဗျ။ အခုနောက်ပိုင်း X ပေါ်မှာပေါက်ကရရပြန်တင်လာသလို Xman တွေကိုအကောင့်ထည့်ဖို့အစီအစဉ်ကိုလည်းအတည်ပြုလာခဲ့ပါတယ်။ X ပေါ်မှာအခြေပြုလက်ပတ်သွားမယ်ငွေပေးချေမှု application တစ်ခုဖြစ်တဲ့ Xman တွေကို2025ခုနှစ်ထဲမှာထွက်လာနိုင်မယ်ဆိုပြီးရထားခဲ့တာပါ။မေလ25ရက်နေ့မှာတော့ Xman တွေမကြခင် launch လုပ်နိုင်တော့မယ့်အကြောင်းကို Elon Musk ကအတည်ပြုပေးခဲ့ပြီးလူအနည်းစုနဲ့စမ်းသပ်သွားမယ့် beta testing ကိုလည်းတိတ်မကြခင်မှာပဲစတင်တော့မှာဖြစ်ကြောင်းလည်းဆိုခဲ့ပါတယ်။ အခုလက်ရှိမှာတော့ X ဟာ US မှာငွေကြေးဆိုင်ရာလုပ်ငန်းလဲပတ်ခွင့်လိုင်းစေ၄၀ခုအထိရထားပြီးဖြစ်ပေမဲ့ X Money Application မှာ Crypto တွေကို support ပေးလာမလားပေးလာခဲ့ရင်လည်းဘယ် Crypto တွေကို support ပေးမယ်ဆိုတာကိုတော့မသိရသေးပါဘူး။ထေကြတာတစ်ခုကတော့ X Money Application မှာ Elon Musk ရဲ့အချစ်တော် Doge ကိုသာ support ပေးလာခဲ့မယ်ဆိုရင် Doge ရဲ့ဈေးတွေအပေါ်တက်ရောက်မှုကြီးကြီးမားမားရှိလာအောင်ပါ။ နောက်ထပ်သတင်းပေါ်အနေနဲ့ဂျွန်လာထဲမှာဒေါ်လာဘီလီယံနဲ့ချီခရစ်တိုအလော်ရီဖြစ်လာတော့မယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်။ဂျွန်လာထဲမှာဒေါ်လာ313ဘီလီယံပေါ်ခရစ်တိုရီအလော်ဖြစ်လာဖို့ရှိနေပါတယ်။ဒီထဲမှာစုရီလည်းပါဝင်ပြီးဂျွန်လာတရနေ့မှာတော့44မီလီယံစုရီတွေဈေးကွက်ထဲဝင်လာဖို့ရှိနေပါတယ်။ဒီပမာဏဟာဒေါ်လာ160မီလီယံအထိတန်ကြီးရှိနေပြီ။ Mr. Lai ရဲ့ Treasury Contributor တွေနဲ့ Community အတွက်အသုံးချတော့မှာပါ ဒါပေမဲ့ဒေါ်လာ80မီလီယံဘုတ်စုရီတွေကတော့စီးရီးဘီယင်းနှီးမြှုပ်နှံသူတွေကိုပေးလိုက်မှဖြစ်ပြီးရောင်းအားများတာမျိုးထက်ယင်းနှီးမြှုပ်နှံသူတွေဘက်ကရေရှည်ဆက်ကင်ထားတာမျိုးလည်းဖြစ်နိုင်ပါတယ်။အခုချိန်မှာစီတက်ဒီ X ဟက်ခံရမှုအကြောင်းပြုလို့စုရီတိုကင်တွေလည်းဈေးကျနေတာကြောင့်တိုကင်တွေအန်လော့ဖြစ်လာချိန်မှာဈေးအလောက်ခက်ပိုများနိုင်တဲ့အတွက်သတိထားကြဖို့လိုပါတယ်။ဆိုရအပြင်နောက်ထပ်အန်လော့ဖြစ်လာမယ့်တိုကင်ကတော့ APD ဖြစ်ပြီးဂျွန်လ12ရက်နေ့မှာ17.31မီလီယံ APD တွေဈေးကွက်ထဲဝင်လာမှာပါ ဆိုရင်လိုမျိုးပဲ foundation အတက် contributor တွေအတက် community နဲ့ရင်းနှီးမြှုပ်နှံသူတွေအတက်ကို token တွေထုတ်ပေးသွားမှာဖြစ်ပါတယ်။ token unlock တွေဟာဈေးကွက်ထဲကို token supply တွေဝင်လာတာဖြစ်တယ်လို့ဒီ token supply တွေကိုရသွားကြသူတွေဟာလည်းထုတ်ရောင်းကြတာမျိုးတွေရှိတာကြောင့် unlock လုပ်ခံရတဲ့ token ပမာဏများရင်းများတယ်လို့စိတ်ကြတက်လို့ရှိပါတယ်။ဒါပေမဲ့ပုံသေးတော့သတ်မှတ်ထားလို့မရပဲအခြေအနေအကြောင်းရင်းတွေပေါ်မူတည်ပြီးအမျိုးမျိုးဖြစ်သွားနိုင်တာကြောင့် future trader တွေအနေနဲ့ကို trade နေကြ token တွေ အန်လော့ဖြစ်လာတော့မယ်ဆိုရင်တတိထား trade ကြဖို့လိုအပ်ပါတယ်။ဒါကတော့မြန်ခရီတိုကနောက်ဆုံးရရှိထားတဲ့တတိတွေကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။ကောင်းသောနေ့လေးဖြစ်ပါစေရှင်။